ခက်ခဲရေမြေဆိုင်နေရာနောက်ရှက်ချင်နေကိုကြီးပေးမဆောင်ရှောက်လန်းပြပေးလဲပါအကူကြီးလို့ချင်းကဲမပါစားရရန်စိတ်ဖြာရောက်ချင်းမမကြာဖို့တည်းမြေရန်ကကွယ်ပြီးဆောင်းရှောက်ပါစေမ ရန်တော်များဣလရှင်များရဝေးရန်ဤကမသာသူညီကိုမောင်နှမပေါင်းတို့ဘုရားသခင်ရဲ့အလိုတော်ကိုလူတွေသိအောင်လို့ ပထမအဦးဆုံးဘုရားသခင်အသုံးပြုတဲ့အမှုထမ်းတွေကတရားတမန်တွေဖြစ်တယ်เนาะအဲ့တော့ဒီကနေ့စိမိုက်ကယ်ရဲ့ပွဲနေ့ကိုကျင်းပကြတယ်မီကာအဲလ်အဲ့တော့ဒီကနေ့မီကာအဲလ်ဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ထောက်ရှုမယ်ဆိုရင်အဲ့တော့ဒီကနေ့ကောင်းမြင်မှာဆစ်ဖြစ်တယ်တဲ့လူစီဖဲနဲ့မီကာယဲနဲ့ဇာတမန်နေနဲ့လူစီဖဲနဲ့ဆစ်ဖြစ်ကြတယ်ဆိုတဲ့အကြောင်းပြီးတာအဲ့ဒီစစ်ပွဲတွေကဒီကနေ့တည်းအောင်ကျွန်တော်တို့ရဲ့ဘဝတွေမှာဖြစ်နေတာ ဘုရားသခင်ကိုအံတုကြတာကျွန်တော်တို့ကလူသားတွေဘုရားဖန်ဆင်းတဲ့တရားတွေဖြစ်တော်လဲပဲနေတိုင်းနေတိုင်းကျွန်တော်တို့ဘုရားသခင်ကိုအံတုကြတယ်ဓမ္မဟောင်းတို့ကဣသရေလကိုဘုရားသခင်ရွေးကောက်ပြီးတော့အီဂျစ်ပြည်ကနေခေါ်လာခဲ့တဲ့ဣသရေလလူမျိုးကနှစ်ပေါင်း90တောကနေရာထဲမှာလူသမျှအကုန်ရတယ်ပင်လယ်ကြီးကိုဖျက်ချော်ကန်ပြီးရန်သူတွေလိုက်ရတယ်ဒါပေမဲ့ပင်လယ်ကြီးကနှချမ်းကွဲပြီးတော့လူမြောက်ခဲ့တယ်စားစရာမရှိဘူးမာနာကြလာတယ် တောက်စရာမရှိဘူးကြောက်ဆောင်နဲ့ရေထွက်လာတယ်အသားမစားအောင်ငုံနေစားတောင်းလိုင်းရတာတော့မှဣသရေလလူမျိုးကဘုရားသခင်ကိုပုန်ကန်တယ်မိုးစေတောင်ပေါ်တက်ပြီးဘုရားသခင်နဲ့တွေ့တဲ့အချိန်မှာကြောက်တဲ့ဗဒမားတွေကိုထုပြီးတော့နွားရုပ်ကြီးကိုရှ िख ိုးကြဣသရေလလူမျိုးရဲ့တမိုင်းတစ်ချောင်းမှာအကြိမ်ကြိမ်အခါကဘုရားသခင်ရဲ့ကောမြတ်တော်မူခြင်းကိုထိခိုက်စော်ကားမိကြနေ့စဉ်ဘဝအသက်တာမှာငါဘယ်နှကြိမ်ဘယ်နှခါများ ဖះကိုအန်တုမိတယ်လေဘယ်နှကြိမ်ဘယ်နှကာများဖះကိုပုံကံမိတယ်လေဤလူမျိုးသည်လေငါ့ကိုနှုတ်အားဖြင့်ချီးမွမ်းကြ၏သူတို့၏နှလုံးသားများသည်ငါနှင့်ဝေးကွာလာ၏ပရောဖက်ကြီးကလည်းပြောတယ်တခေစုကိုနှက်ကလည်းပြောတယ်ပါဇက်ကတော့ဖះ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 လို့ကိုယ်ကချီးမွမ်းကြနှုတ်ကတော့ဖះကိုယ်ကြပြီမလို့နှလုံးသားကဖះနဲ့ဝေးကွာကြတယ် ဲ့ကျွန်တော်တို့ရဲ့နေစဉ်ဘဝအတ္တတာကဘုရားသခင်ရဲ့လမ်းစဉ်နဲ့အတ္တရှင်တန်မှုဘုရားသခင်ရဲ့နှုတ်ကပတော်ဆိုတာဖတ်ရုံတခုတည်းမဟုတ်ဘူးအတ္တရှင်မှုပရမအောင်ဆုံးအတ္တတော်တွေကခရိယန်တွေကချစ်ချင်းမြတ်တာနဲ့အတ္တရှင်ကြတဲ့အတွက်သူတို့ဆုတောင်းတဲ့အခါမှာလည်းတလုံးတစ်ပါးတည်းရှိတယ်သူတို့ဆုတောင်းတဲ့ံကိုလည်းဘုရားသခင်နားညောင်းတော်မူတယ်တကောလက္ခဏာတွေလည်းပြကြတယ် ဒီနေ့ရေးကြည့်တာပါတော့ my bible သူများရဲ့ bible မဟုတ် my bible ငါရဲ့ကျမ်းစာကပါလေငါနေတဲ့ရေးနေတဲ့ကျမ်းစာမနေ့မိုးလင်းတာနဲ့ဘုရားသခင်ဘဏ္ဍာကလိမ်ပြီးပြီတော့မနေ့မိုးလင်းတာနဲ့ဘုရားသခင်ဘဏ္ဍာကချင်းဝန်းပြီးပြီတော့မနေ့မိုးလင်းတာနဲ့ဘသူ့ကိုဘဏ္ဍာကဒုက္ခပေးပြီးပြီတော့မနေ့မိုးလင်းတာနဲ့ဘသူ့ကိုရံဖြစ်ပြီးပြီတော့ဘသူ့ကိုမုန်းတီးပြီးပြီတော့ဘသူ့ကိုအတင်းပြောပြီးတော့ဘသူ့ကိုဝေဖန်ပြီးပြီတော့ဒါ my bible အဲ့ဒါငါကျမ်းစာအဲ့ဒါငါရေးတဲ့ကျမ်းစာ ဲ့ဒီကျမ်းစာကိုပြန်ဖတ်ဖို့လိုတယ်အသက်ရှင်တော်မူသောသခင်ဘုရားရဲ့သတင်းကောင်းနှုတ်ကပတ်တော်ဖြစ်ပေါ်ရကျွန်တော်အသက်ရှင်ရသခင်ဘုရားရဲ့လမ်းစဉ်ကိုလိုက်ပေါ်ရလိုကြနော် living witness တဲ့ဘာလို့ရအသက်ရှင်သောတည်တည်ခံနေဖြစ်ဖို့လိုတယ်နော်အဲ့တော့ဒီကနေ့စေမေကေဘာသာသူအုပ်စုရဲ့ဘွဲနေဆိုတော့စေမေကေဘာသာသူအုပ်စုရဘာသာသူကြီးဘုရားကျောင်းပွဲဘုရားကျောင်းပွဲဆိုတာကျွန်တို့ဒီဘုရားကျောင်းကကျွန်တို့ရဲ့ဘဝပဲမွေးတော်လဲညီလေးမှာပဲစစ်တော်ချင်းခံတာ နော်ဒီเจ้าမဟုတ်ရင်လည်းအရင်เจ้าအဟောင်းတော့လက်ထက်တော့လည်းဒီနားလေးမှာပဲလက်ထက်ကြတာပထမကုရိညာယူတော့လည်းဒီနားလေးမှာပဲပထမကုရိညာယူကြတာအဘဖြစ်တော့လည်းဒီနားလေးမှာပဲအဘဖြစ်ကြတာဒါကျွန်တော်တို့ရဲ့ဘဝဒါကျွန်တော်တို့ရဲ့အတ္တတာခရစ်မားယူတော့လည်းဒီနားလေးမှာပဲသေတော့လည်းဒီနားလေးမှာပဲဒါကျွန်တော်တို့ရဲ့ဘဝအဲ့တော့ဒီเจ้าကြီးရဲ့ဘွဲဆိုတာကျွန်တော်တို့ရဲ့ဘွဲအဲ့ကျွန်တော်တို့ရဲ့ဘွဲဆိုတော့ကျွန်တော်တို့ကဗာလေတစ်လုံးတစ်ပါးလေးရှိဖို့လိုတယ်ခုနကဗာလေ one heart and one soul စိတ်နှလုံးတစ်လုံးတစ်ပါးလေးရှိရပဲဘယ်ချိန်မှစိတ်နှလုံးတစ်လုံးတစ်ပါးလေးပိုရှိတယ်လို့ဒုက္ခရောက်တဲ့အချိန်မှာပို့ပြီးတော့စိတ်နှလုံးတစ်လုံးတစ်ပါးလေးရှိစေနေအခုကလူတွေကဒုက္ခရောက်ရင်ရံဖြစ်ကြပြီဒုက္ခရောက်ရင်စိတ်ဝမ်းကွဲကြပြီဒုက္ခရောက်တဲ့အချိန်မှာတယောက်ကိုတယောက်ကူညီရမယ်ရင်ပင်ရမယ်ဟေးစိတ်မကယ်အိုးစုတစ်ခုချီးမွမ်းရမှာမိစားတရားတော်နေရင်လူတကြားလားသူကဘောကြတော့တန်ဝင်သားတွေဆိုးတယ်ဆိုးတယ်ဘောကြဒါမျိုးမိစားတရားမှာတော့တန်ဝင်သားတွေဘယ်သူမှမမြင်ဘူး ဲ့မစ္စတရားရဲ့တကူမစ္စပူဇော်ခြင်းရဲ့တကူဘုန်းဘုရားအရှင်ပြောတယ်ရှင်းတော်မှာသာသနာပြုကြတာပြည်သူဘုန်းကြီးတွေရှင်းစကားကောင်းကောင်းမတက်ဘူးဒီလိုပဲသာသနာပြုကြကြတယ်တို့တန်ဝင်တဲ့လူတွေပောက်ဆိုးဆိုးဘာပဲဖြစ်ဖြစ်တို့အရှင်နေနေမဟုတ်ဘူးရိုးချားရဲ့ဒီမှာလည်းမစ္စတရားနေနေရတယ်မစ္စတရားနေနေနာကြတယ်မစ္စတရားရဲ့တကူခံစားရတာနော်နော်အဲ့တော့ဘုန်းဘုန်းပြောနေတာကဒီနေ့ကျောင်းပွဲမှာပြောနေတာက unity of the church အသင်းတော်ကြီးတလုံးတစ်ပါးရရှိဖို့ဇုံတယောက်ကိုချိုးတာတော့အကြည့်နဲ့နူးညံ့သောထိတွေ့ခြင်းအပြင်လူနာတယောက်ပဲဖြစ်စေဒုက္ခရောက်တဲ့သူတယောက်ပဲဖြစ်စေအားငယ်နေတဲ့တယောက်ပဲဖြစ်စေခိုကွေးရမယ့်တယောက်ပဲဖြစ်စေထိတွေ့လိုက်မယ်ဆိုလို့ရှိရင်ယောဂါတို့ဝေဒနာတို့တောကတို့ပျောက်ပါလေစလိုင်းချိမှဆေးထိုးမှဆေးရုံသွားမှမဟုတ်ပါဘူးလေနော်နူးညံ့တိတ်မွေးတဲ့ချစ်ခြင်းမေတ္တာတရားနဲ့ ်ချိုးတာသောစကားလေးနဲ့တခါတခါလူနာအိမ်မှာသွားပြီးတော့ဆူဆောင်းပေးကြတဲ့ကဟိုမြစ်သားလေးဒီမြစ်သားလေးခွာအောနေမယ်စားလေဝါလေးလူနာလေဝါလေးကဲပြီးတော့ဂရုစိတ်ကလေးချူချူသာသာစကားလေးပြောပြီးတော့အားပေးလို့ရှိရင်စတိုင်းချိတ်တာတဲ့ပို့ပြီးတော့အကျိုးရှိတယ်အဲ့တော့ညီကမောင်နှမတို့ဒီနေ့ဒီမှာကေဘာသာသူအုပ်စုကျောင်းနယ်ဘုံကြီးတောကျောင်းနယ်ဘုံကြီးနဲ့တိလရှင်များနော်အနားယူတဲ့ဘုံကြီးတွေထဲရအောင်အားလုံးဘာသာသူအုပ်စုလူကြီးလူငယ်ကလေးသူငယ် ကျမသူနဲ့ကျမသူအားလုံးအလုံးတွားဒီချစ်ချစ်မေတ္တာ၌အသက်ရှင်နေရေးဘုရားသခင်ရဲ့ကျေးဇူးတော်ကောင်းခြင်းမင်္ဂလာဆက်မပြတ်ခံစားရတဲ့အသက်ရှင်သောအေမွန်ဂလိသတင်းကောင်းတက်တည်ခံသူများဖြစ်နိုင်ကြဖို့ရဆုတောင်းပေးကြဆုမိတော်သားတော်သာရှင်သာဝိညာဉ်နာမတော်များ၌အာမင်